အလုံးမင်္ဂလာပါ ကျမဒီနေ့က wine ရဲ့ where s ရဲ့ကဘလို့မျိုးနေထားမှာဆိုရင်အတူတူသုံးလို့ရပြီတော့ဘလို့နေထားမျိုးမှာကွဲပြားတဲ့အတိတ်ပဲဆောင်းနေဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ် အဲ့တော့အရင်ဦးဆုံး why အကြောင်းပြောမယ်ပေါ့နော် why မှာဒိဗယ်နှစ်ခုရှိပါတယ် contrast စမ်းကျင်ဘက်သဘောတရားကိုဖော်ပြတဲ့အခါမှာသုံးတယ်လို့ဒီအချိန်ကာလကိုဖော်ပြပေးတဲ့နေသားမျိုးမှာလည်းသုံးတယ်အဲ့တော့ဒီ contrast သဘောတရားနဲ့ဆိုရင်သူနဲ့ interchangeable ပေါ့နော်အဲ့ဒီပြင်သုံးလို့ရတဲ့စကားလုံးက although to but to where as to နဲ့ကျမတို့ interchangeable နော်အလက်လက်ရေးပြီးတော့သုံးလို့ရတယ်အချိန်ကာလအတွက်သုံးမယ်ဆိုရင်တော့ဒီနေရာမှာ where as နဲ့ as ားထိုးလို့မရဘူးပေါ့နော်အဲ့တော့ exam မှာဒီမှာပေးထားတယ် why send people uh send student prefer online classes other prefer in person learning အဲ့တော့ဒီဝက်ကြောင်းမှာဆိုရင်ကျွန်တော်တို့ contrast တဘောကိုစောင်းတယ်ဒီကြောင်းသားအချို့ကဒီ online online ကနေပြီးတော့အတန်းတွေတက်ရတာကိုဟိုကြိုက်တော့ကြိုက်တော့ညာလဲပေါ့နော်တိုးတော်လဲဆိုတဲ့အိဗယ်တက်ရောက်တယ်အသာအခြားကြောင်းသားတွေကတော့ prefer in person နဲ့လူကိုယ်တိုင်ကိုယ်တိုင်ကိုကြောက်ဆရာနဲ့တင်ရတာကိုသူတို့က prefer ပို့ပြီးတော့နှင်းချိုက်တယ်ဒီလိုနေထားမျိုးမှာဆိုရင်ကျွန်တော်တို့အချိန်ကာလကိုဖော်ပြတာမဟုတ်ဘူးစမ်းကျင်ဘက်သဘောတရားကိုဖော်ပြတဲ့အတွေ့အကြုံ although to but to where as to နဲ့ မတို့ဒီ why နဲ့အစားထိုးလို့ရတယ်ပေါ့နော်ဒီ time အချိန်ကာလကိုဖော်ပြတဲ့အခါမျိုးမှဆိုရင်တော့ကျမတို့ where as နဲ့အစားထိုးလို့မရဘူးအဲ့ဒီအတိတ်ပဲဆောင်းတာမဟုတ်ဘူး while i was cooking ငါချက်နေတဲ့အချိန်မှာ i was watching tv နော် tv tv ဟွာဟွာအာသူကနော် sorry while i was cooking ငါချက်ပြုတ်နေတဲ့အချိန်မှာ he was watching tv သူကတော့ tv ကြည့်နေတယ်အဲ့တော့ငါချက်နေတဲ့အချိန်မှာသူက tv ကြည့်နေတယ်ဒီနောက်ခုကကျမတို့ကိုအချိန်ကာလကိုလုံနေတဲ့အချိန်မှာ during the time เนาะအဲ့ဒီအချိန်မှာသူကတော့ဒီ tv ကြည့်နေတယ်ဆိုတော့အချိန်ကာလအတွက်ပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဝါကြောင့်မျိုးဆိုရင်ကျမတို့ဒီ why နဲ့ where as နဲ့အစားထိုးလို့မရဘူးပေါ့เนาะအဲ့တော့ဒီ contrast သဘောဆိုရင်စားထိုးလို့ရတယ်အချိန်ကာလဆိုရင်တော့အစားထိုးလို့မရဘူး အဲ့တော့ကျမတို့ where as အကြောင်းပြောမယ်အဲ့တော့ where as ကြတော့သူကရှင်းရှင်းလင်းလင်းเนาะဒီစမ်းကျင်ဘက်သဘောတရားကို ဖော်ပြတဲ့အနေအထားမျိုးမှာသုံးတယ်အဲ့တော့ဒီ clause ပေါ့เนาะဒီကျမတို့ subject verb ပါတယ် where ကြောင့်နှစ်ခုအဲ့ဒီအကြောင်းအရာနှစ်ခုကြောင်းမှာရှိတဲ့ formal contrast တကယ်ကိုမှဒီစမ်းကျင်ဘက်သဘောတရားကိုရှင်းရှင်းလင်းလင်းဖော်ပြဖို့အတွက်သုံးတယ် where as ဒီ contrast เนาะစမ်းကျင်ဘက်သဘောတရားတစ်ခုတည်းကိုပဲသူကဆောင်ခြင်းဖြစ်တယ်เนาะဒီမှာ exam မှာပေးထားတယ် some student perform online online classes uh whereas other prefer in person learning အဲ့တော့ကျောင်းသားအချို့ကဒီ online classes တွေကို prefer ဖြစ်တယ်ဒါပေမဲ့ ဒီနေရာမှာသို့တော်နဲ့တူတူပဲเนาะ although but အရှိတ်ဖော်ပြထားတဲ့ဒီ although to but နဲ့တူတူပဲ other prefer in person learning တခြားကျောင်းသားတွေကတော့ဒီ in person ကိုယ်တိုင်ကိုယ်ကြားတင်ရတာကိုကြိုက်တယ်အဲ့တော့ဒီနေထားမှာဆိုကျွန်တော်တို့ဒါအချိန်ကိုပြောတာမဟုတ်ဘူးတခြားကျောင်းသားတွေ online class တက်နေတဲ့အချိန်မှာဆိုပြီးတော့ဒိဗက်ဘာသာပြန်လို့မရဘူးအဲ့တော့ where as နဲ့သုံးမှာဆိုရင်တော့ပို့ပြီးတော့ formal ကြတယ် contract သဘောကိုကိုယ်ကရှင်းရှင်းလင်းလင်းပြောတော့မှာဆိုရင်တော့ where as နဲ့သုံးပေးပါတော့ ဲ့တော့ဒီ OS ရဲ့ကျွန်တော်တို့ဒီ wine ရဲ့ပေါ့เนาะအဲ့တော့သူတို့မှာတူညီတဲ့အဓိပ္ပာယ်မျိုးရှိသလားဆိုတော့ကျွန်တော်တို့ contrast သဘော အတွက်သုံးမယ်ဆိုရင်တော့စိတ်မီနင်းလို့ပြောရမှာဖြစ်တယ်ဒါပေမဲ့အချိန်ကာလကိုပြောမယ်ဆိုရင်တော့ WS နဲ့ဘယ်လိုမှမအားစဘူးပေါ့နော်အဲ့တော့ contest ဘောကိုသုံးမယ်ဆိုရင် WS နေရာမှာ wine interchange ပဲအလဲလဲသုံးလို့ရတယ်အချိန်ကာလအတွက်ဆိုရင်တော့ wine ကိုပဲသုံးရမှာဖြစ်တယ်နော်အဲ့တော့ wine ကတော့ပို့ပြီးတော့ဒီ flexible ဖြစ်တယ်ပေါ့နော်သူကဂျာနီဒီ WS အကြတော့အရန်ကိုမှ formation နဲ့အသုံးလို့မျိုးဖြစ်တယ် academic writer မှာရေးတယ်အဲ့တော့ကျမတို့ဒီ WS နဲ့ wine နဲ့ကိုဒီအ န်အလှန်ပေါ့နော်ဒီရေးတဲ့ဒီဝက်ကြစတန်လေးလေးလာကြည့်ရအောင်အဲ့တော့ဒီမှာ exam မှာဝက်ကြ၅ကြောင်းပေးထားတယ်ပေါ့နော်ဒီ wine နဲ့ where s နဲ့ကိုကျမတို့အလက်အလက်စာထိုးပြီးတော့ရေးမယ်အဲ့တော့ wine နဲ့ where s နဲ့ကတူရတဲ့အခြေ အနေဒီ contrast သဘောတစ်ခုပဲ တက်ရောက်တယ်เนาะကြံတဲ့အချိန်ကာလကိုဖော်ပြတယ်ဆိုရင် where s နဲ့ဘယ်လိုမှမအဆက်တော့ဘူးအဲ့တော့အခုဒီမှာရေးထားတဲ့ဝက်ကြပေါ့เนาะဒီဒီ၅မျိုးပေါ့เนาะဒီ၁၀ချောင်းရေးပြထားတယ်အဲ့ဒါဒီ contrast အတွက်ပဲရည်ရည်ပြီးရေးထားတယ်လို့သဘောပေါက်ပြီးပါအဲ့ကြမှာစာကြည့်မယ် why the not rusty heavy rainfall the south remain mostly dry အဲ့တော့ညောင်းဘက်ခြမ်းကเนาะ heavy rainfall เนาะမိုးရေအာပေါ့เนาะဒီတဲကြီးမဲကြီးရွာတဲ့မိုးဆိုတော့မိုး မိုးရေအလုံးအလောက်ရတယ်ဒီညနေတဲ့ညနေတော်လဲပဲ နော်ရနေတဲ့အချိန်မှမဟုတ်ဘူးနော်ရနေတော့လည်းပဲ all the button အတူတူပဲ the south remain mostly dry တောင်ဘက်ပိုင်းကတော့ဒီကျွန်တော်တို့ almost dry မှာ6 6သွေးသွေးဖြစ်နေတယ်ပေါ့နော်ဒီပို့ပြီးတော့ mostly dry အများအပြားကတော့6သွေးနေတယ်အဲ့ဒါကိုကျွန်တော်တို့ contrast သဘောဆိုတော့ကိုကသဘောပေါက်တဲ့အတွက်ကြောင့် wine နေရာမှာ whereas အစားထိုးပြီးရေးလို့ရတယ် whereas the now the not recede heavy rainfall the south remain mostly dry နော်နောက်ဒီကြောင်းဆက်ကြည့်မယ် why many people value convenience others prioritize quality တော့ many people လူအများစုက convenient ဖြစ်တယ်ဆိုတော့ comfortable ဖြစ်တာကိုပြောတာတတ်တောက်တတ်တာဖြစ်တာကိုကြိုက်တော်လဲပဲကြိုက်နေတဲ့အချိန်မှလို့မပြောဘူးเนาะကြိုက်တော်လဲပဲအာသာအခြားလူတွေကတော့ prioritize quality အရင်အသွေးကိုဦးစားပေးတယ်အဲ့တော့သူဒီ contrast သဘောဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ whereas နဲ့အစားထိုးလို့ရတယ် whereas many people value convenience others prioritize quality အခြားလူတွေကတော့ဒီအရင်အသွေးကိုဦးစားပေးတယ်အဲ့တော့ဒါဒီ plural ူရယ်ဖုန်ဖြစ်တယ်နော်ဒီအားသားမှာ S ပေါင်းလို့ရတယ်အနားသားဆိုရင် ကျွန်တော်တို့ S ပေါင်းလို့မရဘူးအရှင်းမှရှိတဲ့ many people ဆိုသူကအဲ့လိုမျိုးယူသုံးလိုက်ခြင်းဖြစ်တယ်နောက်ဒီကြောင့်ဆက်ကြည့်မယ် why ဟာ argument are logical ဟာ conclusions are the question တွေပဲ ဲ့တော့ဒီ why ဆိုတာကသူ့ရဲ့နော်ဒီ argument သူ့ရဲ့ညင်းညင်းညင်းဆိုချက်တွေက logical ဖြစ်ကြယုတိတန်တယ်ယုတိတန်တော့ level လို့ပြောရမယ်နော်ဒီနေရာမှာယုတိတန်နေတဲ့အချိန်မှာဆိုတဲ့ဟာကြီးအတိပ္ပယ်မရှိဘူးဟာ conclusion သူမအနှင်းထုတ်လိုက်တဲ့အရာကတော့ question တွေပဲမေးခွန်းထုတ်เสียဖြစ်နေတယ်နော်ဒီဟိုညင်းညင်းချက်ထုတ်ထားတဲ့အရာတွေကတော့ယုတိတန်ပေမဲ့ဒီ conclusion ချတဲ့ခါကျတော့မေးစရာတွေပါနေတယ်ပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ် contrast သဘောကိုတက်ရောက်တဲ့အတွက်ကြောင့်မို့လို့ where as နဲ့ရေးလို့ရတယ် whereas her arguments are logical her conclusion are questionable okay no now တကြောင်ဆက်ကြည့်မယ် why urban areas are densely populated rural areas are more spacious အဲ့တော့ ဒီနှစ်ခုဒီကျမတို့ဒီအာဘန်မျိုးပြ area တွေမှာ လူတွေတအားကမှ populated ဖြစ်နေတဲ့အချိန်မှာလို့ပြောတာမဟုတ်ဘူးเนาะ why ဒီ contrast တဘောဖြစ်တယ်အဲ့တော့ဒီအာဘန် area မျိုးပြ area မှာလူကြီးတိတ်တဲ့တော်လဲ although เนาะဒါမျိုးပြောတာเนาะဒီ OS နဲ့ why နဲ့တွားပြီးတော့အိဗယ်တူတဲ့အတွက်ကြောင့် contrast အနေနဲ့တုံနာတဲ့အတွက်ကြောင့် ဒီ rural area are more spacious เนาะ spacious ဖြစ်တယ်ဆိုတာကနေရာပို့ပြီးတော့ကျယ်တယ်ပေါ့เนาะကျယ်ဝန်းတာကို spacious ဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ contrast mode လို့ where as နဲ့စာထုတ်မယ် whereas urban areas are densely populated เนาะ and သိသိတဲ့လူတွေထူထပ်တော်လဲ uh, rural area are more spacious ပို့ပြီးတော့ကြက်ကြက်ဝုံဝုံရှိတယ်နောက်ကြောင်ဆက်ကြည့်မယ် why the old policy are strict the new one is more flexible အဲ့တော့ the old policy မူဝါဒအဟောင်းက strict တင်းကျတော့လေ the new one the one the policy ကိုကျမတို့ပြန်သုံးထားပြန်မသုံးတော့ဘဲနဲ့ယူရေးလိုက်တဲ့သဘောပေါ့နော် the new one is more flexible more data အသစ်ကတော့ပို့ပြီးတော့ပြုလွယ်ပြောင်းလွယ်ဖြစ်တယ် contrast သဘောနှိုင်းရှင်လာတဲ့အတွက်ကြောင့် whereas နဲ့ as are ထိုးလို့ရတယ်အချိန်ကာလကိုပြောတယ်ဆိုရင် whereas နဲ့ as are ထိုးလို့မရဘူးနော်ဒါလေးတစ်ချက်ဆွဲနေအောင်မှတ်ထားပေးပါ whereas the old policy was strict the new one is more flexible နော် old policy more data အဟောင်းကတင်းကျတော့ ါ်လဲ the new world မူဝါဒအတိတ်ကတော့ပို့ပြီးတော့ပြူလွယ်ပြောင်းလွယ်ဖြစ်တယ်အဲ့တော့ကိုကိုဖာတောင်ကူပေါ့နော်ကျွန်မတို့ exercise လုပ်ကြရအောင်အဲ့တော့ဒီမှာကျွန်မတို့ဝက်ကြ၅ချောင်းပေးထားတယ်ဒီ where wine နဲ့ရေးထားတဲ့ဝက်ကြကို where s နဲ့ပြန်ရေးမယ်အဲ့ ဲ့တော့ why now where snack ကဘယ်လိုနေထောင်မျိုးမှာတမွာဒီ same meaning ဖြစ်တယ်လဲဆိုတော့ contract တဘောမှာပဲ same meaning ဖြစ်တာเนาะအဲ့တော့ဒါဒီအချိန်ကာလကိုဖော်ပြလိုခြင်းမဟုတ်ဘူးစမ်းကျင်ဘက်တဘောတရားကိုပြပေးတဲ့ဝါကြမျိုးဖြစ်တယ်အဲ့တော့ခုမှသာကိုရေးကြည့်မယ် why the managers is cautious the writer is who အဲ့တော့ manager လုပ်တဲ့သူကနော်ဒီ cautious ဖြစ်တယ်ဆိုတတိကြီးကြီးထားပြီးတော့လုပ်လုပ်တော့လဲပဲ writer လုပ်တဲ့သူကတော့ဘူရဲရင်တယ်ပြန်သားတယ်လို့ပြောချင်းဖြစ်တယ်နော်အဲ့တော့သူ့ကိုကျွန်တော်တို့ဒီ where s နဲ့ရေးမယ်နော်အဲ့တော့ where s က wine လေးအောင်မှာအစားထိုးလိုက်ရင်ရပြီအဲ့တော့ where s the manager is cautious the writer is who တူတူပဲနော်ဒီ conjunction လေးချိန်သွားတာပဲရှိတာအဲ့ဒါမှသူ why the data looks reliable the conclusion remain uncertain အဲ့တော့ data အချက်အလက်တွေကနော်ဒီ reliable ယုံကြည်ရတယ်လို့ထင်ရတော့လဲဒီ conclusion အနှံ့ချုပ်တဲ့အခါမှာတော့ remain uncertain မသေချာရည်ရမှုတွေကမသေချာမရည်ရမှုတွေက remain ဆက်ပြီးတော့ရှိနေတဲ့ contention ပဲအစားထိုးမှဖြစ်တဲ့အဲ့တော့ whereas the data look reliable the conclusion remain uncertain is a mother One, some countries invest heavily in education, others focus on infrastructure. အခြားသောနိုင်ငံတွေမှာเนาะဒီ education ကိုအပညာရေးမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံတော်လဲလို့ပြောရမှာเนาะမြှုပ်နှံမြှုပ်နှံနေတဲ့အချိန်မှာလို့ဘာသာပြန်တာမဟုတ်ဘူး other focus on infrastructure တခြားနိုင်ငံတွေကတော့ဒီအခြေခံဒီအဆောက်အုံတွေပေါ်မှာပဲအာရုံစိုက်တယ်เนาะအဲ့တော့ကျွန်တော်တို့ congestion ချိန်ပြီးတော့ရေးမယ် whereas some countries invest heavily in education others focus on infrastructure is a mabo while the first chapter is simple the second one is more complex အဲ့တော့ပထမ chapter ကနော်ရိုးရှင်းပေါ်လဲနော် why ဒီဒီနေရာမှာ although နဲ့ပါလာသွားတူတယ်နော် the second one is more complex ဒုတိယ chapter chapter ကတော့ရှုပ်ထွေးတယ်အဲ့တော့ whereas နဲ့ရေးမယ် whereas the first chapter is simple the second one is more complex နော်ပထမ chapter ကရိုးရှင်းပေါ်လဲဒုတိယ chapter ကပို့ပြီးတော့ရှုပ်ထွေးတယ် example why why online learning is flexible traditional learning offer some stretch အဲ့တော့ online learning ကပို့ပြီးတော့เนาะဒီ flexible ဖြစ်တယ်ပြုလဲပြောင်းလဲဖြစ်တယ် assignment တွေပါရထားရတာဒါပေမဲ့ traditional learning เนาะဒီ in person ဆရာနဲ့ တင်ရတဲ့ tradition နဲ့ landing မျိုးဖြစ်အောင်ဒီလေးလာတင်ယူမှုကတော့ပို့ပြီးတော့ဖွဲ့စည်းပုံကြတယ်ပေါ့နော်ဒီနေ့အပီဆိုဒီနေ့အပီဒါဒီမှာအပီလုတ်စင်းအလုပ်ပို့တော့ပို့ပြီးတော့ mass structure ဖြစ်တယ်အဲ့တော့ congestion ချိန်ပြီးတော့ရေးမယ် whereas online learning is flexible traditional learning offer more structure အဲ့တော့ whereas နဲ့ why နဲ့ဒီကျွန်တော်တို့ congestion နဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်အနောက်မှာ sergeant never ပါတဲ့ class လိုက်တယ်ပေါ့နော်သူဒီ contract သဘောမှာပဲ ယ်ကျွန်မတို့ same meaning เนาะအချိန်ကာလကိုပြောတဲ့အခါမျိုးမှာဆိုရင် where as နဲ့မသက်ဆိုင်မှုတို့ယူဆရမှာဖြစ်တယ် နောက် exam မှာတကူကကျွန်တော်တို့ whereas နဲ့ရေးထားတဲ့ word ကြောင့်ကို why နဲ့ပြန်ရေးမယ်။အဲ့တော့ whereas ဒီ contrast သဘောတစ်ခုတည်းကိုပဲသုံးနာဖြစ်တဲ့အတွက်ကြောင့်ဒီ word ကြည်ကျွန်တော်တို့ why နဲ့ပြန်ရေးပေးမယ်လေအချိန်ကာလကိုဖော်ပြလိုခြင်းမဟုတ်ဘူး။စမ်းကျင်ဘက်သဘောတရားကိုပြောလိုခြင်းဖြစ်တဲ့ exam မှာ one စာကြည့်မယ်။ whereas the new software is efficient the old one is slow ။အဲ့တော့ဒီမှာ whereas နဲ့ပေးထားတယ်။အဲ့တော့ new software နော် software အသေးကထိရောက်မှုရှိတော့လေ the old one 1ဒီကျွန်တော်တို့ software တကိုပဲကိုစားပြူတာเนาะ but အဟောင်းကတော့ slow နှေးတယ်ပေါ့เนาะဒါပြောတယ်အဲ့တော့ why နဲ့ပြန်ရေးမယ်ဒါပေမဲ့အချိန်ကာလကိုပြောတာမဟုတ်ဘူးเนาะ contrast ဆိုတာလေးနော်မှတ်ထားပေးပါအဲ့တော့ why the new software is efficient the old one is slow အဲ့တော့ပထမ software and software အတဲကထိရောက်မှုရှိတော့လေ the old one is slow အဟောင်းကတော့ဒီနှေးတယ် is a matter whereas hard tone was formed his word conversation uh, conversation เนาะအဲ့တော့သူမရဲ့ဒီအတန်နေထားက formal ကြတယ်ပေါ့เนาะ formal ကြကြပြောတော့လဲပဲ his သူ့ရဲ့တုံးကတော့เนาะသူ့ရဲ့ဒီအတန်နေတန်ထားကတော့ပို့ပြီးတော့ conversation เนี่ยเนาะ conversation เนี่ยဆိုတာကဒီစကားပြောဟန်ပါတယ်ပေါ့เนาะအပြန်အလှန်အပြာနံဒီ dialogue သဘောမျိုးတက်ရောက်တယ်အဲ့တော့အရှိမတုံးကကျွန်မတို့ဟာဆိုတဲ့ possessive pronoun ရဲ့နောက်မှာနောင်းလိုက်တယ်เนาะထုံးဆိုတဲ့အတန်း အခုကျတော့ his ဆိုတဲ့အနောက်မှာကျွန်တော်တို့ထုံးမထဲတော့ဘူးအဲ့ဒီသဘောက ellipse ဟိုပြောလို့ရှိရင်ပြောတဲ့လူကခြံသားခဲတဲ့စကလုံးကိုဒီစာဖတ်တဲ့သူပဲဖြစ်ဖြစ်နားထောင်တဲ့သူကပဲဖြစ်ဖြစ်နားလည်းသဘောပေါက်တဲ့အတွက်ကြောင့်ဒီကျွန်တော်တို့ဖြုတ်ပြီးတော့ရေးတာ omission ဖယ်ထုတ်လိုက်တဲ့ဆိုတဲ့သဘောမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ his ဆိုတဲ့အရာက nogo တဲ့ possessive သဘောဖြစ်ပြီးသားအဲ့တော့ကို his ဆိုပြီးတော့တခြား s တထပ်ပြီးတော့ပေါင်းပေးစရာမလိုတော့ဘူး तू ဒီ his တလုံးတည်းနဲ့လုံလောက်တယ်ပေါ့နော်ဟာဆိုရင်တော့ကျွန်တော်တို့ s ထပ်ပေးရမှာဖြစ်တယ်အဲ့တော့သူ့ကို y နဲ့အစထိုးပြီးတော့ရေးကြည့်မယ် y her tone was formal his was conversational is a mother whereas most students pass the test a few struggle တော့ကကျောင်းသားအများစုကဒီစမ်းသပ်မှုကို pass ဖြစ်သွားတယ်အောင်သွားတော့လဲပဲ although เนาะဒီတော့လဲပဲ a few အဲ့ဒီ a few ရဲ့နောက်မှာလဲကျွန်တော်တို့ဒီ student ဆိုတဲ့အရာကို omission လုပ်ထားတယ် illicit သဘောနဲ့ရေးတာအဲ့တော့ struggle ရုန်းကန်ရတယ်လို့ပြောခြင်းဖြစ်တယ်အဲ့တော့ဒါဒီ contrast ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ whiness ထိုးပြီးတော့ရေးကြည့်မယ် why most student pass the test a few struggle เนาะကျောင်းသားအများစုကအောင်သွားတော့လဲပဲဒီအချို့ကတော့ရုန်းကန်ရပါတယ် example ပေါ့ Uh, whereas the northern region is cold, the southern region is warm. အဲ့တော့ကမြောက်ဘက်ပိုင်းကအေးတော့လဲပဲတောင်ဘက်ပိုင်းကတော့နှွေးထွေးတဲ့ Royal S နဲ့ကျမတို့ contrast ဖြစ်တဲ့တော့ wine နဲ့အစားထိုးမယ် wine the northern region is cold the southern region is warm အဲ့မြောက်ဘက်ပိုင်းကအေးတော့လဲဒီတောင်ဘက်ပိုင်းကနှွေးတယ်အဲ့ဒါအယူကျမတို့ကမြောက်ဘက်ပိုင်းကနှွေးနေတဲ့အချိန်မှာတောင်ဘက်ဟောမြောက်ဘက်ပိုင်းကအေးနေတဲ့အချိန်မှာတောင်ဘက်ပိုင်းကနှွေးတဲ့ဆိုပြီးတော့ဘာသာပြန်လို့မရဘူးเนาะဒါဒီ contrast သဘော အချိန်ကာလကိုပြောခြင်းမဟုတ်ဘူး example 5 whereas the company expand less year it plans to downsize this year အဲ့တော့ဒီ company ကမနှင်းကတော့ဒီ expand ပေါ့နော်ဒီတိုးချက်တော်လဲပဲဒီ IT ဒီ company ကို ဒီထိုးဟာ၎င်း pro noun နဲ့ပြန်ချိန်တာပေါ့နော် plan season ရေးဆဲပါတယ် to downsize this year ဒီနှစ်ကတော့ဒီ downsize ကြောင့်အရွယ်စားကိုရှော့ချမယ်ဆိုတဲ့သဘောမျိုးပြောချင်းဖြစ်တယ်အဲ့တော့ why နဲ့စာထိုးပြီးတော့ရေးမယ် why the company expand last year it plans to downsize this year เนาะအဲ့တော့ကျွန်မဒီနေ့ဒီ why နဲ့ where as နဲ့ကို interchange ပဲအပြန်အလှန် exercise လုပ်ပေးသွားတယ် အဲ့တော့ wine ဒီဒိဗက်ကနှစ်ခုရှိတယ် contrast သဘောနဲ့သုံးမယ်ဆိုရင် where s နဲ့တူတူပဲအချိန်ကာလကိုပြောမယ်ဆိုရင်တော့ wine ပဲသုံးပေးမယ်ပေါ့နော်အဲ့တော့ကိုကရှင်းရှင်းလင်းလင်းစမ်းကျင်ဘက်သဘောတရားကိုရေးပြခြင်းနဲ့ academic writing နဲ့ဖြစ်တယ်ဆိုရင်တော့ where s ကိုသုံး wine ကိုသုံးမသုံးနဲ့ရှုပ်ထွေးတယ် wine ကဒိဗက်နှစ်ခုဖြစ်တဲ့အတွက်ကြောင့်ဒိဗက်နှစ်ခုကိုဆောင်တဲ့အတွက်ကြောင့်ပို့ပြီးတော့ neutral ဂျားနေလည်းဖြစ်တယ်လို့ flexible လည်းဖြစ်တယ်နော်အဲ့တော့ where s နဲ့အစားထိုးလို့ရတဲ့စကားလုံးတွေက ော်တို့ although တို့နော် but တို့ဒီ while တို့ ਨੇ အစားထိုးလို့ရတယ် where as က contrast တဘောတရားမှာပဲနော်အဲ့တော့ con ဒီ while ဒီအတိတ်ပဲနှစ်ခုရှိတယ်အချိန်ကာလအတွက်လည်းသုံးတယ်လို့ contrast အတွက်လည်းသုံးတယ်အဲ့လို့ဆိုရင်တော့အစဉ်ပြေမယ်လို့ယူဆပါတယ်ဂျေဇုတင်ပါတယ်ရှင်